မင်္ဂလာပါရှင်။ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာအန်နဝါလိုင်းရေးသားသောအဘမင်းတို့ရဲ့တောင်ရိုးတဲ့ရွာဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတုဒ္ဒရာဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ငင်းကြီးစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်။တောင်ရိုးတဲ့ရွာသည်မလိုင်မြို့နယ်ထဲတွင်ရှိသည်။ ပူပတောင်ကြီးအရှိမြောက်ဘက်ရုံရုံနဲ့တောင်စင်တောင်တန်းတို့ပတ်လည်ဝိုင်းနေသောရွာဖြစ်သည်မလိုင်မြို့မှာကြောက်တန်းတို့ကြောက်ခင်းလန်းဖောက်လုပ်ထားသည်ကြောက်ခင်းလန်းစုံ၌ခြောင်ကူပြီးမိကုံးရွာသို့ရောက်မီမိကုံးမှာတောင်ရိုးတဲ့သို့ကြောက်ခင်းလန်းကိုခင်းနှားပြန်လေသည်ထမင်းတို့ဖြင့်အလှဆင်လာပြီးကြောက်တုံးကြောက်ဆောင်တို့ဖြင့်ပြည်နေသောရွာဖြစ်သည်ရွာကြီးအရှိဘက်တွင်မင်းเจ้าကိုခေါ်သောဖုန်ကြီးကြောင့်ရှိသည်ရှီအောင်ဖျားများစွာတစုတဲ့ဖူးမြော်နိုင်လေသည် တောင်ရိုးတဲ့ရွာကြီးအဓိကဆက်ဆောင်မှာအဘမဲအကြောင်းဖြစ်ပါသည်။ရုပ်သေးမင်းသားကြီးဥအဝါမှာတောင်ရိုးတဲ့ရွာတွင်နေထိုင်သည်။အင်္ဂလိပ်အုပ်ချုပ်သောကျွန်ဘွားခေတ်ကာလတွင် ရုပ်သေးအတတ်ပညာဖြင့်ဘဝကိုဖျက်ဆီးကျော်လွှားခဲ့ရသောရုပ်သေးမင်းသားကြီးဥအဝါရှိလေသည်။ နာမည်ရင်းမှာဥပုမင်းဖြစ်ပါသည်ဥပုမင်းမှာအဘအောင်မင်းကောင်ဤဦးလေးတော်ပါသည်အဘအောင်မင်းကောင်ဤအဖိုးခုနှစ်ဦးရှိကြောင်းရခင်ဆောင်မများတွင်ရေးသားပြီးဖြစ်ပါသည်အဖိုးခုနှစ်ဦးထဲမှာအဖိုးရွှေကျင်သည်တောင်ရိုးတဲ့ရွာသူနှင့်အိမ်တော်ကြသည်တောင်ရိုးတဲ့ရွာသူပျောက်ရွှေ့နေထိုင်ခဲ့ခြင်းဖြစ်သည်ဥရွှေကျင်မှာဥပုမင်းကိုမွေးဖွားခဲ့ခြင်းဖြစ်သည်ဥပုမင်းနှင့်အဘမင်းကောင်ဤဖခင်တို့မှာညီကိုဝမ်းခွဲတော်ကြသည် ဥဝမင်းသည်တောင်ရလုပ်ငန်းဖြင့်အသက်မွေးဝမ်းကြောင်းပြုသည်အမှုပညာဝါသနာပါသည်ဖြင့်ရုပ်သေးရုပ်ကြီးကိုကိုယ်တိုင်ပြုလုပ်သည် ကျိုးစွလေ့ကျင့်သဖြင့်ပိုင်ပိုင်နိုင်နိုင်ကပြနိုင်သောရုပ်သေးပညာရှင်ဖြစ်လာသည်မန္တလေးမှရုပ်သေးအဖွဲ့သည်ဥပုမင်ကိုလာခေါ်ကြသည်မုကုံမီတရင်ကျုံမှစ၍မြမပြီအနှံ့ရုပ်သေးအဖွဲ့ဖြင့်လိုက်လံကပြရလေသည်အမှုပညာသမားတို့သည်ဝါသနာကိုရင်ခံ၍လှုပ်ကိုင်းစားတော့ရသောသူများဖြစ်သဖြင့်ငွေကြေးမချမ်းသာကြပါတခါတည်းရန်တစ်နှစ်လုံးလိုက်လံကပြတော့လေအိမ်အပြန်ဝင်ငွေမပြနိုင်ပါအိမ်မချစ်စနီးကိုငွေမပေးနိုင်ပါရုပ်သေးဆရာကြီးဥအဝါဟုလူသိများသည် ဥပုမင်မှာဂျွမ်းနမဲငင်းနမဲဖြစ်ပါသည်တခါကရုပ်သေးကပြီးပြန်လာတော့ဥပုမင်ကြီးမှာဝေစားရွှေစားများပါမလာသည့်ပြင်ငှပြားယောဂါရလာသည့်ဖြင့်မိမဘက်မှလက်ဖွဲ့ထားသော နပြားကြီးရောက်၍စစ်ကူရလေသည်ဒီလောက်ကိုမလုပ်ပါနဲ့မွဲစေးဖော်နေတာစသည်ဖြင့်မိမဖြစ်သူကပြစ်တော့ပြစ်တော့ဖြင့်မိတွန်းတောက်တီးလေသည်ထို့သောအမှုပညာတက်ခံရှိသူဥပုမင်ကြီးမှာနောက်နှစ်အချိန်ကြာလာပါကတာရွေမရစီရွေမရပဲဇက်ဖွဲ့ခွာနောက်သို့ကောက်ကောက်ပါအောင်လိုက်သွားလေတော့သည် နွားတချင်းရှိရာနှပြကြီးမရှိတော့ဒီနေ့ပြန်လာရင်ကြံနွားလေးတော့ရောင်းရအောင်တော့မှာပဲဟုလင်းတော်မောင်ပေါ်မကျင်မနှက်ဖြစ်နေကြ යි ဇက်ဖွဲ့တိတ်ပြီထုံစံတိုင်းဘူးမင်ကြီးလည်းအချိန်တန်တော့အိမ်ပြန်လာပြီပေါ့ဘယ်ချိန်ကရောက်နေနေသည်မသိတော့လင်းတော်မောင်သည်အိမ်ဘောက်ဝရဲ မလွတ်တလို့အိတ်နေလေသည်ထုံးစံတိုင်းငွေတော့ပါလာပုံမပေါ်ယောဂါတော့ပါလာပြန်ပြီကဒီဖက်ခွက်စားအလုပ်ကိုလုပ်နေသည်၍ကြီးဝါချမ်းသာမှာမဟုတ်အိမ်တော်စုနွေးနွေးထွေးထွေးအတူမနေရတာရဲသမီးမတိုင်မရချိန်ကာလရှည်လျားစွာနဲထွက်သွားလိုက်ပြက်လာလိုက်ယောဂါရလိုက်စိတ်ကူလိုက်နဲ့အိမ်မပစ္စည်းဖြုံးနေတာနဲ့တူသည်ဟောအခုလဲအင်းကြီးနွမ်းဖက်ဖက်ကိုဝက်ပြီးနှာခေါင်းမွေးတွေပတ်တိုင်းမွေးတွေထူလျက်နဲ့လူပမာရုပ်ပေါက်နေတာပဲယောဂါဟောင်းပြန်ထလာပြီတူရဲ့ ကျန်တဲ့နွားလေးတကောင်တော့ရောင်းရပြေဦးတော့မှာပဲဟုစနီးမြမှာမကျေနပ်ချက်တွေရင်မာပြည့်နေသည်ဒေါသတွေထွက်နေပြီးလင်းတော်မောင်အပေါ်ခွာကြော်ဖြတ်ပြီးခြေထောက်က စောက်အောင်နေပြီးမိဘကန်းတို့ဝင်သွားလေသည်ကိုဘိုးမင်းရှေ့ရောက်လာပြီပေါ့ယောဂရလာပြန်ပြီပေါ့အေးကွာယောဂဟောင်းပြန်ထလာတယ်ငါ့ကိုရင်နှွေးကြိုပေးပါအောင်ရှင်ကောက်ထားတဲ့ထင်တစ်ချောင်းမှမရှိဘူးရင်နှွေးကြိုစရာဘာထင်းမှမရှိဘူးအော်ကြီးကျယ်တော်မလုပ်ပါနဲ့မိမရဲ့ထင်းမရှိလဲဟိုမိဘနာကထောင်ထားတဲ့ဝလုံးကိုခွဲပြီးထင်းဆိုင်လိုက်ပါအေးကောက်ပြီး ဒီဝါထင်းတစ်ချောင်းနဲ့ပဲရင်ရွေးကြိုပေးမယ်ပေါ့မပွက်တော့မသိဘူးဇနီးဖြစ်သူသည်လင်းတော်မောင်လက်ညှိုးထိုးပြသောဝလုံးကြီးကိုထိတ်ခုတ်သည့်တမကြီးဖြင့်ခွဲချလိုက်သည်ဝလုံးကွဲသွားသောအခါဝလုံးထဲမှရွှေစငွေစတို့သည်ဖြာပေါ်သို့ပြန့်ကျဲ၍ထွက်ကြလာသည်မျက်လုံးအပြူသာအံ့ဩ၍နှလုံးတဲ့ဖို့တို့ရက်တန်ကုန်လေပြီအတန်ကြာမှဟုတ်တော့ငွေတွေပါလားကိုဖိုးမင်းဒါရှိယူလာတာလားကျမကိုပြောပါဦး မင်းထင်းဆိုင်ဖို့ငားယူလာတာလေရှင်စောစောကဒင်းငွေတွေပါလာတယ်လို့မပြောပါလားရှင်တော်တော်ပင်ပန်းနေမှာပဲမှန်စမ်းဖျားနေတာလားကိုမှုနေတာလားကျမရင်းနှွေးကြိုပေးမယ်ရဲ့သွေးစီလေးတိုက်ပေးမယ်စသဖြင့်ရှုံရှုံဝေအောင်ပြောဆိုနေသောချစ်စနီးအမူအရာသည်တမဟုတ်ချင်းပြောင်းလဲသွားလေသည်ဇနီးပြောင်းလဲနေသောအမူအရာကိုကြည့်ပြီးဥပုမင်ကြီးတရားရနေလေသည်ဆွေမျိုးဆိုတာလဲရွှေရှိမှအမျိုးတော်တတ်ကြသည် ဇနီးများဆိုတာလဲငွေပေးနိုင်ရင်တစ်မျိုးငွေမပေးနိုင်ရင်တစ်မျိုးပြောင်းလဲတတ်တာပဲလောကကြီးမှာမပြောင်းလဲတဲ့အမှန်တရားမရှိတော့ဘူးလားငါဒီတိုင်းတည်သွားရင်ငါ့အတွက်ဘာမှပါမသွားဘူးဘာမှယူမသွားနိုင်ဘူးတက်မလွန်တို့ယူနိုင်ပါသွားနိုင်သောအရာကဗုဒ္ဓဟောကြားတော်မူသောဒါနသီလဘာဝနာပဲမဟုတ်ပါလားငါလည်းအသက်ရလာပြီတရားဘက်ကိုလိုက်စားဖို့အချိန်တန်အချိန်ရောက်ပြီဟဲ့ကိုမင်းရှင့်ကိုခေါ်နေတာအတော်ကြပြီဘာရီစဉ်းစားနေရလဲဟင်ပြောလေ ရှင်နည်းနည်းဖယ်ပေးပါဦးကျမအပြင်သွားခြင်းလို့ဝင်လာတော့ကလို့ကြော်ခွတ်သွားဘောကွာဟိုငရေကြီးနေပါမယ်ဖယ်ပေးပါရှင်ရပါတယ်ကွာငါခွင့်လွတ်ပါတယ်ကြော်သွားကြော်သွားပါရှင်ကခွင့်လွတ်ပေမယ်ကျေးဇူးရှင်ကြီးကိုကျမမကြော်ရဲဘူးရှင်ဖယ်ပေးပါရှင်အေးအေးအပေါ်ဝါမှာရက်ပြီးအိမ်ရှိကန်းတို့ကိုသွားလေသည် ဖះကိုကြော့ပြီးတရားရစရာတို့ကဥပုမေကြီးရင်ထဲသို့ကင်းအောင်နေလေတော့သည်။နောက်နေ့များတွင်မင်းကျောင်းဆရာတော်ထံသွားပြီးတရားရိပ်ဖះရိပ်ခုလုံလေတော့သည်။မိမိတတ်သောပညာဖြင့်ဖះရုပ်ဝါတော်များထုလုပ်ပေးသည်။ကြောင်းဆောက်ပေးသည်။မင်းကျောင်းဆရာတော်၏ခွင့်ပြုချက်ဖြင့်ရွှေသားလဲအောင်ရုပ်ဝါတော်တစုကိုကိုယ်တိုင်ထုလုပ်လူတန်းလေသည်။ ဂျာဒီဥရုဒန်ခန္ဓာရဲ့အမိုးကာတို့ကိုဆောက်လုပ်လူရန်လေသည်ယခုချိန်ထိမင်းကျောင်းတွင်အမိုးကာတို့ဖြင့်ရှိနေသောအဘမင်းထုလုပ်ထားသည့်ရွှေသားလျောင်းဗုဒ္ဓရုပ်ပွားတော်ကြီးအားဖူးတွေ့နိုင်ပါသည်အဘမင်းတို့လက်ထက်ကတမျိုးတရားစီချားနေသောဆွေမျိုးတို့သည်တနေ့နဲ့တနေ့ကုလူဆက်ဆံကြသည်အလူတန်းပြူရာတွင်ဝိုင်းဝန်းဆောင်ရွက်ကြလေသည်တာရဲသမီးတာရဲနိုင်တို့တွင်ဘလောက်ဝေးဝေးဆွေမပြတ်မျိုးမပြတ်ခဲ့ပြီနှစ်ကာလကြာကြောင်းခဲ့လေပြီ ဘာမင်းကောင်ဤဘိုးကြီးဘွားကြီးတို့၎င်း၎င်းတို့မှဆင့်သက်ခဲ့သောသာသမီတဆက်ဘာမင်းကောင်ဤမိဘရွယ်တို့သည်၎င်းတတ္တရာဆွေမျိုးဆက်တို့သည်၎င်းမရှိကြတော့ပေအနေစာသဘောအရသိဆုံးကုန်နေပြီဘာမင်းကောင်ဘာကြီးလက်ထက်မှာဆွေပြပြမျိုးမပြတ်ခဲ့သောဆွေမျိုးတို့သည်လည်းဆွေပြမျိုးပြတ်ခဲ့လေပြီမိမိအမျိုးမန်းမသိတော့မမှတ်မိတော့ တားစင်မျိုးဆက်ဆင့်သက်ခဲ့ကြတော့အဖမင်းကောင်တို့အမျိုးဒီဟိုတစားဒီတစားဖြင့်ကြဲပြန့်စွာပောက်ကွာနေထိုင်ကြလိမ့်မည်။အမျိုးချင်းတွေ့တော့လဲအမျိုးမှန်မသိတော့အချိန်ကာလသည်ဆွေမျိုးတို့ကိုဝါမျိုးသွားလိမ့်မည်။ဘိုးဘွားတို့ကိုမသိမမှတ်မိတော့ပေ။ရုပ်သေးဆရာကြီးဥအားဝါသည်လည်းမရှိတော့ပေ။၎င်း၏မျိုးဆက်တို့ကြံနေတော့လဲ၎င်း၏မျိုးရိုးဆင်ဆက်ကိုမသိတော့မမှတ်မိတော့ပေ။အဖမင်းကောင်နဲ့အမျိုးတော်သည်ဟုတော့တစွန်းတစအကြတိရသည်ဘဲဟုအစရှာမရသလိုဆွေမျိုးအစရှာမရ ကြံရှိနေသေးသောဥပုမင်း၏အမျိုးတစုတို့သည်အဘမင်းကောင်နှင့်အမျိုးတော်ခဲ့သည်ဟုသိရသဖြင့်ရွာဦးရွာထိပ်၌တခန်းတစ်ခုတည်ဆောက်ကြသည်အဘမင်းကောင်ရုပ်ထုကိုထုလုပ်ကြပြီးအဘကိုပင့်ဖိတ်၍ကိုးကွယ်ထားကြသည်တခန်းထဲတွင်နန်စီ၍အဘကြောက်လာသည်တနေ့မင်းတို့ရွာကိုငါလာမည်လူတွေကြက်ပြန်မကြစီကားမည်ဟုအဘမိတ်ကြားသွားလေသည်ဆင်းရဲသောရွာသားများလည်းအဘနန်စီ၍ပြောသွားသောစကားပေါ်ယုံမားတန်တရားဝင်စရာဖြစ်နေလေသည်တောက်ခေါင်ကောင်ကိုးမြောင်မြောင်နှင့်ကားမပြောနှင့်လှဲတော်အနိုင်နိုင်လာရသည့်နေရာဖြစ်သည် ဘလို့မှမဖြစ်နိုင်ပေ။နန်စီပြောသောကရင်ကန်ရှင်ကိုအယူဟုသာသတ်မှတ်ကြလေသည်။တောင်ရိုးထဲမှဒေါ်လာမြင့်သည်စင်ကြုံရွာမှနေထိုင်သည်။စင်ကြုံရွာသည်တပြေးကိုင်းကားလန့်နှင့်နေသည်။900တစေခင်းချင်းရောက်ချသောတောင်ဦးသို့ကားကြုံဖြင့်ဈေးလိုက်လာသည်။ဝင်းမြူထားသောကြက်များရောက်ချခြင်း၊တောင်ရမထွက်သောပဲနှံတို့ကိုရောက်ချခြင်း၊ထပ်ပင်မှထွက်သောထညတ်တို့ကိုရောက်ချခြင်းဖြင့်ငွေရှာရလေသည်။ရရှိသောငွေလေးဖြင့်ဆန်းနှင့်အဝတ်အစားစားစရာတို့ကိုဝယ်ပြီးစင်ကြုံတို့ပြန်လာရလေသည်။ တောင်ဦးမအပြန်တောင်လုံးလာကျောင်းသို့မထဲမှတ်ဖဲရောက်ရှိခဲ့လေသည်တောင်လုံးလာဆရာတော်ကိုဖူးတွေ့ပြီးလှူဒန်းပွဲရများကိုလှူဒန်းလေသည်မိုးလျောတာအချိန်နှင့်ရရွေရရွေတို့ကိုတရင်စကားပြောဆိုကြလေသည်။ဆွေစဉ်မျိုးဆက်တို့ကိုတည်သောဥတုမနဆရာတော်သည်ကျောင်းသို့ရောက်လာသောတက္ကမကြီးဒေါ်လာမြင့်ကိုမေးမြန်းစုံစမ်းပါလေသည်။တက္ကမကြီးကစင်ကျုံးကလား။တပည့်တော်ဇာတိကတောင်ရိုးတဲ့ရွာကပါဗျာ။အိမ်တော်ကြပြီးမှစင်ကျုံးမှာနေပါတယ်ဗျာ။ ဒါဆိုတချိန်ကရုပ်သေးစရာကြီးဥဟာဝါဆိုတာရှိတယ်။တောင်ရိုးထဲမှာအိမ်အောင်ကြပြီးနေထိုင်သွားတယ်။အဲ့ဒီမျိုးဆက်တွေရှိသေးလား။မှန်ပါရှိပါသေးတယ်ဗျာ။အေးအဲ့ဒါဗမင်းကောင်အမျိုးတွေကွ။ဒကမကြီးသူတို့ကိုပြောလိုက်။ဒီကိုလာလဲအောင်လို့။မှန်ပါဒီကပြန်ပြောလိုက်ပါမယ်ဗျာ။ ဆွေမျိုးဆက်တတ်သောဆရာတော်ကြီးကျေးဇူးကြောင့်တောင်ရိုးတဲရွာမှာအဘမင်းအမျိုးတို့သည်ဆရာတော်ကြောင့်သို့ရောက်ရှိလေတော်သည် တောင်ရိုးတဲရွာမှာမင်းကြောင့်ဆရာတော်လည်းကြွလာသည်ဆရာတော်ဥဒုမနာနှင့်တောင်ရိုးတဲရွာမှာဥအဝိုင်းမျိုးဆက်တို့ဆက်မိကြလေပြီဆရာတော်ဥဒုမနာကဆွေမျိုးများကိုနှွေးထွေးစွာကြိုဆိုသည်ဆွေမျိုးများ၏တာအေးနိုင်တို့ကိုဆွေမျိုးချင်းဆက်ပေးသည်ဆရာတော်မှတ်သားခဲ့သောဆွေမျိုးစင်ဆက်စာသားကြီးသည်မှန်ကန်ကြောင်းတောင်ရိုးတဲရွာမှာအဘမင်းတို့မျိုးဖြင့်တက်တည်ပြခဲ့လေသည် ဖဲခဲဝဲရီတုတ်လီကြီးနောင်မင်းကောင်ပေါ်လက်တန်မောင်နှမခုနဦးမှဗာမင်းကောင်ဆင့်သက်သည်ဟုရေးမှတ်ထားခြင်းဖြစ်ပါသည်။မိဒီလာကြောက်ပရောင်ကားလန်ပေါ်တွင်ဇရက်ကုန်းရွာရှိသည်။ဇရက်ကုန်းရွာတွင်ရွာလူကြီးဥမောင်ကန်နှင့်ဇနီးတော်မြတ်ဝင်းတို့နေထိုင်ကြသည်။တောင်ရလုပ်ငန်းကိုရိုးသွားစွာလုပ်ကိုင်စားတော့ကြသည်။ထွက်ရှိလာသောကောက်ပဲတိနန်တို့ကိုမိဒီလာဈေးသို့တင်ပို့ရောက်ချပြီးဈေးသုံးချရသည်။ ငွေပူငွေရှံလေးရှိလာတော့အခါကုံကားလေးတစ်စီးဝယ်ပြီးမိတ်တီလာတောင်းကုံဖို့ကုံတယ်ဖြင့်တစ်ဖက်တစ်လမ်းမှငွေရှာဖွေလေသည်တော်မြဝင်းသည်ငယ်စဉ်ကပဲအဘအောင်မင်းကောင်ကိုယုံကြည်ကိုးကွယ်သူဖြစ်သည်အိမ်အောင်ကြတော့အခါအဘရုပ်ထုလေးဖြင့်အိမ်မှာကိုးကွယ်လေသည်ရုပ်ထုလေးဖြင့်ကိုးကွယ်ယုံနှင့်အားမရသေးပါဦးလေးတော်ဆက်သူဦးထိုးကြည်မှအဘအောင်မင်းကောင်ကြောင့်မကြခဏပြောပြသည်အဘသည်စင်မြင့်သားဖြစ်ကြောင်းစင်မြင့်တွင်အဘတက်ခန်းရှိကြောင်းသိရလေသည် ဒေါမြဝင်းစိတ်ထဲတွင်စင်မင်းတို့တွားကျင်သောစိတ်တဖွာဖွာပေါ်ပေါက်လာလေသည်အဘအောင်မင်းကောင်၏မွေးရဇာတိစင်မင်းရွာမှတက်ခန်းတွင်အဘ၏အငွေသက်များဝိဇာတက်များကိတ်ဝင့်မည်ဖြစ်ကြောင်းယုံကြည်နေလေသည်ဦးလေးဦးထွန်းကြီးအားအကျိုးကြောင်းပြောပြပြီးစင်မင်းတို့တွားဖို့ပြင်ဆင်လေတော့သည် တောင်းဦးစင်းမြင့်လမ်းမှာကားတော့ရမရလှဲပြင်သာတော့ရရလေသည်အိမ်မလှဲကိုနဗျာကြီးတရှင်းကောက်ပြီးအစတော့စုံလင်စွာတင်၍နက်နက်စောစောခရီးထွက်ခွာခဲ့ကြလေသည်စင်းမြင့်ရောက်တော့ကရွာထိပ်မှရှိသောရွာဦးကျောင်းတက်ခံဖះတို့မှတဆက်သေးရှိသည်မကြီးပင်အောက်တွင်လှဲရက်သည်နွားများဖြုတ်၍အရေးကောင်းတွင်ချီသည်နွားစာရေးစာအပြည့်စုံပါသည်ဖြင့်အဘကြီးမေတ္တာရိပ်ဝဲတစ်နေ့လုံးခုလုံတော့မည်ကိုလက်အသက်ရှင်စေတက်ခမ်းတို့ဝင်သည် တိလခံသည်အဘကိုရှိခိုးကြော့လေတော့သည်အဘအောင်မင်းကောင်ဖျားတပိတော်မှအဘချီတော်ရင်သို့ဥခတ်ရောက်ရှိပါသည်ဖျားအဘကိုငယ်စဉ်ကစ၍ယခုထိယုံကြည်ပါ၏ဖျားဘယ်ဘွားကပဋ္ဌာန်းဆက်လည်းမသိအဘရုပ်ထုကို အိမ်မှာကိုယ်ွယ်ယုံဖြင့်အားမရအဘရှိရာစင်မြင့်သို့ ကိုယ်တိုင်ရောက်ချင်းတွေ့ချင်းဖြစ်မိပါတယ်ဖေ။အဘအီမြစ်တာရဲ့ကိုခလုံးဖို့ရောက်ရှိလာကြောင်းပါဖေ။အဘဘောပြောမဆိုမပြစ်မမိတာရှိရင်အပြစ်ကြီးအပြစ်ငယ်တို့ကိုတနာသဖြင့်ခွင့်လွှတ်ပေးပါဖေ။အဘနေဖြင့်လဲတပည့်တော်မကိုတမင်းရင်လိုသဘောထား၍စောက်ရောက်တော်မူပါဖေ။အဘအောင်မင်းကောင်အားယူသေးစွာကြောရပါသည်ဖေ။နှုတ်မှယွတ်စုကြောလေသည်။ အဖပုံတော်ကိုကြည်ပြီးပီတိဖြစ်နေလေသည်စင်းမြင့်တစ်ခါမှထပြီးဆရာတော်เจ้าတို့ဝင်ကြတော့သည်ဆရာတော်အားလူဝဲဝတ္ထုအစုစုတို့ကိုလူတန်းလေသည်ပါလာသောထမင်းကြိုင်ကို ဖြုတ်ပြီးဥလေးနှင့်တူမနှက်စာစားကြလေသည်အဖတက္ကန်းတို့ဒုတိယကျင်းဝင်ရောက်ကြတော့ပြန်သည်အဖပုံတော်ကိုတေချာကြည့်ပြီးအဖကိုကြည်ညိုနေလေတော့သည်အဖ၏မြေတားရိတ်ဝဲအေးမြလေသည်အိမ်ပြန်ခြင်းစိတ်မရှိမေ့နေလေသည် ဦးလေးတော်သူမညနေနေအေးပြီပြန်ကြရအောင်ဟုလာရောက်ခေါ်ရလေသည်အဘအောင်မင်းကောင်ဖျားတပိတော်မသည်အဘကိုယုံကြည်သည်အဘ၏မြေတားရဲ့သည်အမှန်အေးမြပါ၏ဖျားတပိတော်ခက်ခက်ခဲခဲနဲ့လာခဲ့ရတာပါဖျားနေ့တိုင်းလာခြင်းတော့လဲမလာနိုင်ပါဖျားတပိတော်ကိုတနာသဖြင့်တပိတော်ဤလှဲ့ဥထက်ကကြွချီပြီးတပည့်တော်အိမ်သို့ကြွခဲ့ရန်ပြစ်ဖိတ်ပါတယ်ဖျားတော်မြဝင်းသည်အဘကိုလှဲ့ဖြင့်ပြဲ့လေသည်အဘကြော့မကြော့တော့မသိမမြင်ရ သို့သောအဘကြွလာသည်လှဲဝော်တွင်ပါလာသည်ဟုယုံကြည်နေလေသည်အိမ်သို့ညနေ6နာရီမိုးချုံမှပြန်ရောက်ကြသည်အဖို့တူဦးထဲထိုင်နေသည်ကိုတွေ့ရလေသည်ညနေခင်းမောင်ပြပြဖြစ်၍အမြင်အောင်တို့ကလည်းမတဲမကွဲဖြစ်နေသည်အိမ်မလင်းတော်မောင်ကိုဘကံကိုတူတူတိတ်တိတ် မေးကြည့်တော့လဲဘယ်ကဖိုးကြီးမှမသိဘူးဟုပြောသည်ဒေါမြဝဲမှလူမှုဝတ္တရားအရမေးမြန်းရလေသည်အဖဘယ်ကလာတာပါလဲအခုဘယ်ဟုသွားပါလဲမောင်လဲမောင်နေပြီတမီးတို့အိမ်မှာခဏနားပါလားဒီမှာညအိပ်ပါလား အဘလည်းကြုံလို့ဝင်လာတာပါကြောက်ပန်းကိုသွားမလို့ကားကဇီဟကုတ်ဝင်มาပြက်နေတယ်အဘလည်းရေစာလို့လမ်းလျှောက်လာတာဒါဖြင့်အိမ်ထဲခဏဝင်သားပါအောင်ရှင်တွေးချမ်းဖြင့်ဧကခံပါသည်အဖို့အိုမှာအရက်ထောင်ထောင်ဝောင်းဝောင်းမျက်မှန်အထူးကြီးတက်ထားသည် လုံကြီးကွက်ထောက်ဝတ်ထားပြီးအပေါ်အင်ကြီးမှာစွကြဲလက်စကားဝတ်ထားသည်အပေါ်မှာဖြင်းဤတိုက်ပုံကိုလည်းဝတ်ထားလေသည်တော်မြောင်ဝင်လဲခီးတဲ့အဖိုးအိုကိုအဲ့မခံနိုင်သေးပါဆင်းမြတ်မမုံမုံနဲ့ပြန်လာပြီးရေချိုးတနခါလင်း၍အလုရှုပ်နေသည် ခီးတဲ့အဖို့ကိုသတိရတော့အခါဧကန်းထဲတွင်မရှိတော့ပေကိုဘူကံကိုမေးမြန်းတော့ပြန်သွားပြီဟုသိရသည်။တာမန်ခီးသွားအဖို့အိုတဝူဟုသာတွေ့ထင်နေမိပါတော့သည်။ဤသို့ဖြင့်မိမိရော့ရော့နေလာခဲ့သည်။နောက်တလခန့်ကြာတော်မြောင်ဝင်းတရားကိုစေမြင့်သူသွားခြင်းမြန်သည်။ဦးလေးဦးထွန်းကြီးကိုတိုက်မြင်သည်။ရခိုင်ကြီးစဉ်လိုနွားလဲဖြင့်တွားရပြန်သည်စင်မြင့်တွင်တနေ့လုံးနေပြီးညနေမှဇရက်ကုန်းတို့ပြန်လာသည်အဘအောင်မင်းကောင်ကိုကြော့သည် အဘမေတ္တာကိုခံယူသည်အဘတခန်းသည်မိဘအိမ်နှင့်တူနေလေသည်အပြန်လှည့်ဥမှကြွခဲ့ပါရန်အဘကိုပင့်ဖိတ်ခဲ့ပြန်ပါသည်ဇေယကုန်းသို့မိုးချုပ်စာမောင်ယူဝတ်တော်တွင်ရောက်သည်အိမ်သို့ရောက်သောအခါထူးထူးခြားခြားရခင်လာဘူးသောခီးသောအဖိုးကြီးအိမ်ဦးခန်းတွင် ထိုင်နေလေပြန်သည်ဦးလေးဖြစ်သူက ဟဲ့မြဝင်းနေအိမ်မှာဟိုတစ်ခေါက်ကဆင်းမြင့်ကအပြန်မှာတွေ့တဲ့အဖိုးကြီးဒီတစ်ခေါက်ဆင်းမြင့်ကအပြန်လဲတွေ့ပြန်ပြီဒီအဖိုးကြီးရောက်တာနဲ့တို့ဆင်းမြင့်ကပြန်လာတဲ့တိုက်ဆိုင်နေခောက်တယ်ဦးလေးငါထင်တာဒီအဖိုးကြီးတာမန်လူဖြစ်မှာမထင်ဘူးဦးလေးကလည်းလူမဟုတ်တော့ဘာဖြစ်လဲငါပြောတာဝိဇာများဖြစ်နေမလားလို့မသိပါဘူးတို့နဲ့အိမ်ထဲသို့ဝင်ပြီးအဖိုးအွားနှုတ်ဆက်သည်ရခင်ကတွေ့ကြရသောဧည့်သည်အဖိုးအိုပင်ဖြစ်လေသည် ပုံတံတန်မပြောင်းလဲပါအဖဘဲကကြွလာတာလေရန်ကုန်ကလာခဲ့တာပဲဘာနဲ့လာတာလဲ အဘကားနဲ့လာတာအဘတို့လည်းခီးပန့်လာတာရဲ့ကားနာကျင်တာရဲ့တော့တမီးတို့အိမ်မှာတညတဲခုမယ်နော်ရပါတယ်အဘရဲ့အဘကဖះကားမှာအိပ်ပါအဘမှာကားသမားတူပါသေးတယ်ကွယ်မန္တလေးတင်ဝင်းလို့ခေါ်တယ်ကားဆရာကိုလည်းနေရာပေးမှာပါအိမ်ရှိအဲ့ကမ်းမှာအိပ်လို့ရပါတယ်အဘနာမည်ဘလို့ခေါ်ပါသလဲငါနာမည်လားဦးမကြီးလို့ခေါ်တယ်ဟာကြမ်းကြမ်းဖမ်းဖမ်းမကြီးပင်ကအဘနာမည်နဲ့တူလို့လားဒါနဲ့တမီးတို့ဘယ်ကပြန်လာတာလဲတမီးတို့ဆင်းမြက်ကပြန်လာတာ ဆင်းမြင့်ကိုဘာလို့သွားတာလဲအဘအောင်မင်းကောင်ကိုဖူးဖို့သွားတာအဲ့ဒီရွာကအဘရဲ့ဇာတိချက်မြုပ်ရွာလေအဘတက်ခန်းလည်းရှိတယ်အဘကိုတွေ့ခဲ့လားအဘရုပ်တုကိုတော့တွေ့ခဲ့တာပေါ့အဘကိုအိမ်ကြွပါဆိုပြီးပင့်လာခဲ့တာဒါဆိုနှစ်ကြိမ်ရှိပြီဝိဇာကိုပင့်တာဟုတ်ပါပြီတချို့ကဝိဇာကိုဝိဇာမှန်းမသိကိုပင့်ပြီးကိုပစ်ထားတာလည်းဖြစ်နေအောင်မယ်အဖိုးကြီးပြောသောစကားများသည်ထူဆန်း၏ အဆုံးထွက်စကားများဖြစ်နေသည်မိမိမှာညံ့မမီမြမလိုဒဲ့ပြောမှသိရမည်လူစားမျိုးဖြစ်သည်အဘနားပါအောင်ဟုနှုတ်ဆက်၍အဘနှင့်ပါလာသောမန္တလေးတင်ဝင်းဆိုသူကိုရှာလေသည်အိမ်ရှိလမ်းဘေးတွင်ကားတစ်စီးရထားသည်ကားမောင်းသမားမှာကားပေါ်တွင်ကြောကိုမှီလန်ပြီးအိမ်နေလေသည်ကားတကားကိုအသာခောက်ပြီးကိုတင်ဝင်းကားစရာကိုတင်ဝင်းဟုအတံပေးခေါ်ပါသည်ကိုတင်ဝင်းလည်းထပြီးတကားဖွင့်ဆင်းလာသည်ဒီကမန္တလေးတင်ဝင်းဆိုတာလားဟုတ်ပါတယ်ဒီဆိုင်ထဲမှာအိတ်ဖို့လှုပ်ထားပါတယ်အိမ်ပေါ်ကြောက်ပါအောင် နေပါစေကျွန်တော်ကားပေါ်မှာပဲအိမ်မှာမဟုတ်တာဒီညစာကိုလည်းစားဖို့ပြင်ဆင်ထားတယ်ဒီညအိတ်ဖို့လည်းလုပ်ထားပါတယ်ကျွန်တော်ကကိစ္စမရှိပါဘူးအဖက်ကကောင်းကောင်းကယူဆိုင်ပါဒီဘက်ကကိုတင်ဝင်းပင့်လာတာလားဟုတ်တယ်မင်းလေးကိုပင့်လာတာသူ့နာမည်မေးတော့ဦးမကြီးလို့ပြောတယ်အဖက်ကြောင့်လည်းပြောပြပါဦးအင်းအဘကအမတို့ရင်ဝင်းနေနေတာမင်းလေးကိုတောက်လျှောက်သွားလို့ရရတာနဲ့မတော်ဘူးအမတို့နဲ့အကြောင်းကိစ္စရှိလိမ့်မယ် ဒါဆိုအဘကဘာလုပ်လဲအဘကဝိဇ္ဇာပဲနာမည်ရင်းကိုတော့မသိဘူး तू ပြောချင်တာပြောတာအဘလိုပဲခေါ်ကြတာများတယ်ကိုတင်ဝင်းကဝိဇ္ဇာပင့်လာတာပေါ့ဝိဇ္ဇာကပင့်နိုင်မရငွေရှိတိုင်းလည်းပင့်လို့မရတာမန်ပုဂ္ဂိုလ်မဟုတ်ဘူးအမဖះတဲ့ကြောင်းဆောက်တဲ့သာသနာပြုတဲ့အထက်ဝိဇ္ဇာပဲအဘအเจ้าကိုကြိုသိရတော့ကောင်းတာပေါ့တော်တော်ကြာပြစ်မမိရဲ့အခက်သားအမတို့အိမ်ကထူးဆန်းနေဝိဇ္ဇာတွေကိုမပင့်မဲအိမ်ကိုဆိုက်ဆိုက်မြဲမြဲရောက်လာတာပဲကျွန်တော်နဲ့အဖအတိတာကြာပြီအိမ်ကိုပြေလို့မကြွဘူး မတော်အိမ်မို့ထူးထူးခြားခြားကြွလာတာမပြစ်မဲနဲ့တော့မရောက်ပါဘူးငါမောင်ရဲ့အမလည်းစင်မင်းကိုတွားပြီးအဘအောင်မင်းကောင်ကိုပင့်လာတာပဲအင်းဒါဆိုအဘအောင်မင်းကောင်နဲ့ဒီဘနဲ့ဆက်ဆက်လိမ့်မယ်ထင်နေကဲလာလာထမင်းစားကြရအောင်ဧည့်သည်ဘနဲ့ကားစရာကိုတင်ဝင်းတို့ကိုထမင်းကျွေးသည်ငပြောသည် လိမ်မော်သည်တို့ကိုကျွေးသည်ထမင်းစားပြီးစကားပြောကြရာသမိမြဝင်း အဘဒီအိမ်ကိုဘာလို့ခဏခဏကြွလာရတာလဲသိလားမသိဘူးဗျတမိပဲဆင်းမြင့်သွားပြီးပြင်နေတာမဟုတ်လားဆင်းမြင့်ကအဘအောင်မင်းကောင်ကိုပြင်တာအဘကြွလာတယ်ဆိုတော့အဘကပုတ်ပါအဘအောင်မင်းကောင်လားအေးအဘပဲဝမ်းသာလိုက်တာအဘရဲ့တမိတို့အိမ်မှာပဲနေပါဒါဆိုငါ့သမီးဆန္ဒကိုလိုက်ရောမယ်အိမ်ရှိမှာတက်ခန်းဆောက်တက်ခန်းပြီးရင်အဘကြွလာမယ်ဆောက်ပါမယ်အဘအဘနေမယ်ဆိုရင်တမိဆောက်မယ် ဥပုကံဒေါမြဝင်းတို့သည်မိမိတို့အိမ်ရှိကွက်လန်နိုင်တက်ခန်းလေးကိုစောက်လုပ်ကြသည် တက်ခန်းနှင့်တွဲလျက်အဖနှင့်သားသမီးများအိမ်ရန်အိမ်ခန်းအိမ်သာခန်းတို့ကိုပါတွဲ၍စောက်လုပ်သည်ဒေါမြဝင်းသည်စင်မြင့်တို့လှဲ့ပြင့်အဖကိုပိတ်ရမှအဖကိုယ်တိုင်ကြွာလာသည်ဝမ်းသာလို့မဆုံးတော့ပေအဖအောင်မဲကောင်သည်ပြည်တော်သို့ပြန်ဝင်လာသည်မိဘများ၏မွေးရဇာတိစင်မြင့်ကိုကျေးဇူးဆက်ရအောင်မည်သာသနာဆက်ပဋ္ဌာန်းဆက်များကိုစောင့်ရှောက်ရပေအောင်မည် ဝိဇာတို့ကိုရှာ၍မရပြင်၍မရပဋ္ဌာန်းဆက်မှန်လျင်အိမ်ကြွလာလေသည်ဝိဇာမန်သိဖို့တော်လူသည်တွေ့တော်တွေ့ကြမည်ဝိဇာမန်မသိ၍ကြော်သွားကြလေသည် မသိသူတွေကြော်သွားကြတော့လေသိသူတွေဖော်စားနေကြသည်အဘနှင့်ပဋ္ဌာန်းဆက်သာသနာဆက်ရှိကြသောအဘသာသမီများသိရှိပူဇော်နိုင်ရန်အကျိုးမျှော်၍နှိုးဆော်ရပေသည်ဒီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ရဲ့ညီအစ်ကိုရဲ့ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါဦးရှင်။ နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်